မိစာဘီရင်ကိုအကျန်းစားတိုက်ခွက်တွေတုံးမဲ့ကတ်ဇူးမနဲ့မော်ဆီယာမာလေးများ၂016ခုနှစ်ကအတွင်းတစ်ခုထွက်ခဲ့ပြီးအတော်လေးရေရတာကြောင့်ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ခွန်နိုဆူပါဆီးလေးဟာ2019ခုနှစ်မှာရုပ်ရှင်တစ်ခုအနေနဲ့ထွက်လာခဲ့ပါပြီ။ရုပ်ရှင်မှာလည်းလုံဝဇက်ချိန်ကြတာမျိုးမရှိပဲသူ့ဇလန်းနဲ့သူရည်နေရတာကိုတွေ့ရအောင်မှာပါ။ဒီရုပ်ရှင်မှာတော့ကက်ဇူးမနဲ့သူ့ရဲ့အလွဲလျှော်နိုင်ဆုံးအဖွဲ့ကို Crimson Demon မျိုးနွယ်စုရွာမှ Renran ကဘာတွေအားကိုးပြီးလဲမသိ သူတို့ရွာကိုမိစားပြင်းတိုက်ခိုက်မှုမှာကယ်တင်ဖို့အာကိုတကြီးခေါ်လိုက်ပါတယ်။ကဇူမာတို့အဲ့ဒီရွာမှာမိစားပြင်းနဲ့တွားရောက်တိုက်ခိုက်ရင် ခီးသွားလမ်းမှာရောရွာရောက်တဲ့အချိန်မှာရော မိစားပြင်းနဲ့တိုက်ခိုက်တဲ့အထိတချောင်းလုံးအခွေတွေကြီးပဲကြီးရမှာမလို့မလွတ်တဲ့အတူတူကြီးလိုက်ကြရအောင်နော်။ဇလန်းအဆောင်မှာတော့ကဇူမာဆိုတဲ့ကောင်းလေးတယောက်ကငားညင်နဲ့နန်းနေငားအနဲ့ရလာရင် အန်ကျင်နေငါ့အတွက်တော်တော်အဆင်မပြေဘူးဆိုပြီးတငယ်ချင်းတွေကိုပြောနေခဲ့တယ်။ဖြစ်ချင်တော့သူတို့မျိုးကိုတင်ပို့နေတဲ့ရွာမှာ ကဘေးတစ်ခုဖြစ်နေတာကြောင့်ကဇူးမားတို့စီတူနာငါရောက်မလာတော့ပါဘူးကဇူးမားတို့မျိုးလေးကတူနာငါမရရင် အသက်မရှင်နိုင်တဲ့မျိုးလေးဖြစ်ပါတယ်တူနာငါမရောက်လာလို့မျိုးကန်တော်တော်များများကစိတ်ညစ်နေကြပေမဲ့ကဇူးမားကတော့ငါမကြိုက်တာကြောင့်အတော်လေးအကြိုက်တွေ့နေခဲ့တယ်ကဇူးမားတို့တငယ်ချင်းတွေကဖောက်ခွဲရေးပစ္စည်းတွေကိုသုံးပြီးအလုပ်လုပ်နေကြတာဖြစ်ပါတယ်ဒါပေမဲ့သူတို့ဖောက်ခွဲရေးပစ္စည်းတွေကိုလူတွေကသဘောမကျအကြိုက်မတွေ့ရကြောင့်ကြာတော့လူပြောစီရာဖြစ်နေခဲ့ပါတယ်ဒါကြောင့်တငယ်ချင်းတွေကခေါင်းညှင်းဆိုင်ပြီး ငါတို့တခြားအလုပ်ရှာရင်ကောင်းမလားလူတွေကလည်းငါတို့ကိုမျက်မှောင်ကျိုးနေပြီအခုလိုဖောက်ခွဲရေးပစ္စည်းတွေတုံးနေကြကြောင့်လူတွေကလည်းငါတို့ကိုကြည့်မရဖြစ်နေပြီငါတို့အတွက်ကတော့ရှောင်းနိုင်မှအဆင်ပြေမယ်ဒီလိုမျိုးကြီးတန်တရားလဲနေရင်အဆင်မပြေဘူးတခြားအလုပ်ရှာရအောင်ဆိုပြီးပြောဆိုနေခဲ့တယ်ဆိုတော့ကငါတို့မှာအကျွေးတွေကလည်းကြံနေသေးတယ်ဆိုပြီးညှိထွားနေကြတယ်ကဇူးမလည်းကြာတော့ဆင်းညစ်လာခဲ့တယ်အမြဲတမ်းတလွဲလှုပ်တတ်တဲ့လူရဲ့အမြဲပြာရခတ်နေတဲ့လူရဲ့အချိန်မလေးစားတဲ့သူရဲ့ ဲ့လိုအဖွဲကိုသူကအုပ်ချုပ်နေရတာကြောင့်ကြာတော့သူစိတ်ညစ်လာခဲ့တယ်။ဒီလိုအဖွဲကိုဦးဆောင်နေရတဲ့ငါကကြာတော့ဘလို့တောက်ခံနိုင်မှာလဲ။ကြာရင်ငါပါသူတို့အဖွဲနဲ့ပေါင်းပြီးဂျားတွေကနေအလုပ်တွေပြောက်တော့မယ်ဆိုပြီးကောင်လေးတယောက်စိတ်ညစ်နေခဲ့ပါတယ်။ဒီလိုကဇူးမားတို့စကားကောင်းနေတော့ရန်ရန်ဆိုတဲ့ကောင်မလေးတယောက်ရောက်လာပြီးကျမကဇူးမားနဲ့ကလေးမွေးကျင်တယ်လို့ပြောခဲ့တယ်။ရုတ်တရက်ဆိုတော့ကဇူးမားလည်းကြောင်သွားခဲ့တယ်။ဒီတော့ကဇူးမားလည်းတစ်ဖက်ကိုမျက်နှာလှည့်ပြီးငါတော့စမ်းပွင့်မဲ့အချိန်ရောက်လာပြီထင်ပါတယ်။တသက်လုံးရီးစားမရခဲ့သမျှ အခုတခါတော့ကောင်မလေးဘက်ကလာဖွင့်ပြောနေပြီဒီတခါတော့ငါလုံးဝဆုံးပြီးထင်ပါရဲ့ဆိုပြီးကဇူမာတရသဘောကျနေခဲ့တယ်ကဇူမာလည်းသူ့အတွက်အိမ်မကြီးတစ်ခုလိုဖြစ်နေခဲ့တယ်ဒီလိုနဲ့ညရောက်လာတဲ့အခါကဇူမာတယောက်ရန်ရန်ကိုတွားတွေ့ခဲ့တယ်ရန်ရန်ဟာလည်းပြောလေကဇူမာမင်းငါ့ကိုဘာလို့လာရှာတာလဲလာရှာရတဲ့အကြောင်းရင်းကဘာဖြစ်မလဲမင်းအကြောင်းရင်းကိုတေချာလေးပြောဆိုပြီးပြောခဲ့တယ်အဲ့ဒါနဲ့ကဇူမာလည်းရန်ရန်နောက်တစ်ခေါက်လောက်ပြန်ပြောပြပါလားမင်းမနက်ကပြောထားတဲ့ကိစ္စကို ငါနောက်တစ်ခေါက်တော့ထပ်နားထောင်ခြင်းနဲ့ငါ့ကိုနောက်တစ်ကြိမ်တော့ပြန်ပြောပေးပါလို့ဆိုပြီးတောင်းဆိုခဲ့တယ်။ရန်ရန်ဟာလည်းရှက်ရှက်နဲ့ကျမကဇူးမနဲ့ကလေးမွေးခြင်းနဲ့ကဇူးမကိုသဘောကျတယ်ဆိုပြီးပြောခဲ့တယ်။မိန်းကလေးဘက်ကအခုလိုမျိုးပုံမှန်လင်းလင်းကြီးပြောချလာတာကြောင့်ကဇူးမလည်းဘာပြောရမှမသိအဆုံးအာသွားခဲ့တယ်။အဲ့ဒါနဲ့ကဇူးမလည်းရန်ရန်မင်းပြောတာအတော်ပဲ။ငါလည်းသမီဦးလေးလိုချင်နေတာ။အစကငါ့မှာကောင်းမလေးလည်းမရှိဘူး။ရည်ရွယ်ထားတဲ့သူလည်းမရှိဘူး။အခုမင်းဘက်ကအခုလိုဖွင့်ဟလာလို့ငါအတွက်အတော်ကိုအဆင်ပြေသွားတာ။ ငါလည်းတေချာပေါက်တမိဦးလေးလိုချင်နေတာအတော်ပဲလို့ကဇူမကပြောခဲ့တယ်ရန်ရန်လည်းမဖြစ်နိုင်ဘူးဆိုပြီးထောက်အောင်ခဲ့တယ်တေချာပေါက်ပထမဦးဆုံးကလေးကတာဦးလေးဖြစ်ရမှာတမိလေးဆိုတာဘလို့မှမဖြစ်နိုင်ဘူးကဇူမငါသဘောမတူဘူးလို့ပြောပြီးပြီငါကမင်းကလေးလေမင်းသဘောတူရမှာငါသဘောထားကိုမင်းဦးစားပေးကမှာငါကတော့ယောက်ျားလေးပဲလိုချင်တယ်လို့ပြောခဲ့တယ်အဲ့ဒါနဲ့ကဇူမတယောက်တည်းစိတ်ညစ်သွားခဲ့တယ်အဲ့ဒါနဲ့ဒီလိုနဲ့ရန်ရန်လည်းငါအတွက်ဘလောက်အရေးကြီးတဲ့ကိစ္စဖြစ်နေတယ်အဲ့ဒါနဲ့ရန်ရန်လည်း ငါ့အတွက်အသက်လောက်အရေးကြီးတဲ့ကိစ္စဖြစ်နေတယ်။မိစ္ဆာရန်ကနေကာကွယ်ဖို့အတွက်ငါကဇူးမနဲ့တားလေးရမှဖြစ်မှာ။ဘာမိစ္ဆာဟုတ်လား။အဲ့ဒါနဲ့ကဇူးမတယောက်ဘာမှနားမလဲပဲ။အိုးမင်းကဒါဆိုကဘာမကြီးကိုကာကွယ်မယ်ပေါ့ဟုတ်လား။ငါကူညီပေးမှာပါ။ကဘာမကြီးကိုအတူတူကာကွယ်ကြတာပေါ့။ရန်ရန်လေးမင်းဘာမှအားမငယ်နဲ့။မင်းငါ့ကိုယုံကြည်လိုက်။ကဘာမကြီးအတွက်ရောမိစ္ဆာအတွက်ရောမင်းငါ့ကိုယုံကြည်ထားလိုက်။ငါအကောင်းဆုံးလုပ်ပေးမယ်။မင်းအတွက်ရောငါအတွက်ရော။ အကောင်းဆုံးဆိုတာတွေကြီးပဲလုပ်ပေးမယ်ဆိုပြီးကဇူးမကအားပေးခဲ့တယ်။ဒီလိုနဲ့တိတ်မကြပါဘူး။ရပ်ပိုင်းလောက်လေးမှာကဇူးမတို့တငယ်ချင်းတွေရန်ရန်တို့ရွာလေးကိုလိုက်သွားပါတော့တယ်။ရောက်ရောက်ချင်းစောင့်နဲ့ထွင်းတယ်လို့မျိုးဘလူးမာတွေကကဇူးမနောက်ကိုလိုက်ပြီးမျိုးပွားဖို့ချင်းချောက်ပါတော့တယ်။ဖြစ်ချင်တော့ရန်ရန်တို့ရွာမှာရှိတဲ့ဘလူးမာတွေမှာအဖိုးမျိုးဆက်ပျောက်ဆုံးနေတာဖြစ်ပါတယ်။နောက်ထပ်မျိုးပွားလို့မရတာကြောင့်ဘလူးမျိုးဆက်ပြတ်သုံးသွားမှာကိုဘလူးမာတွေခေါင်းကိုက်နေကြတာဖြစ်တယ်။ကံကောင်းရင်တော့သူတို့ရွာကိုကဇူးမရောက်လာတာဟန်ကြသွားပါတော့တယ်။ ချက်ချင်းပဲကစူးမနောက်ကိုလိုက်ပြီးမောင်လေးမမတို့မောင်လေးကိုလိုအပ်တယ်မမတို့နဲ့အတူတူနေပါဆိုပြီးအတင်းလိုက်ခေါ်နေကြကြောင်းကစူးမတယောက်ခွေးပြေးဝပြီးပြေးနေရပါတော့တယ်ခဏနေတော့ရန်ရန်ရောက်လာပြီးစွမ်းအားတွေကိုတုံးပြီးတော့ဘလူးမတွေကိုရှင်းထုတ်လိုက်ပါတော့တယ်ကစူးမလေးရန်ရန်အတန်ကြပြီးကျေးဇူးတင်လိုက်တာရန်ရန်လေးဟာမင်းကယ်လို့ပေါ့ငါတော့လူညွန့်တုံးတော့မှဆိုပြီးကျေးဇူးတင်စကားပြောခဲ့ပါတယ်အဲ့အချိန်ကစူးမကရုတ်တရက်ကြီးအော်ကြီးဟစ်ကြထအော်လိုက်တာကြောင့် မိစ္ဆာတွေလည်းသူတို့ပုံတဲ့နေရာကိုတွေ့သွားပါတော့တယ်အရှင်လူသားကိုတွေ့ပြီသူတို့ကခြုံပုတ်ထဲမှာပုံနေကြတာကြားတယ်မြ мян ရှင်းပြလိုက်တော့မယ်ဆိုပြီးပြောခဲ့တယ်အဲ့အချိန်ကောင်မလေးတယောက်ကထွက်လာပြီးမင်းတို့ကောင်တွေအဲ့လိုအင်အားနည်းနည်းလေးနဲ့ငါတို့ကိုတိုက်ခိုက်နိုင်မယ်ထင်နေလားတေတောင်သွားအောင်မယ်မတီးခင်မြ мян လစ်ကြတော့ငါတို့ကိုတိုက်ခိုက်ဖို့မစင်စားကြနဲ့ဆိုပြီးပြောနေတော့မိစ္ဆာတွေကလည်းဟိုမှာငါတို့ကိုတောက်ရန်ဒုက္ခပေးနေတဲ့ရန်ရန်ကိုတွေ့နေတာတောင်ငါတို့ကဘာမှမလုပ်ပဲပြန်သွားရမှာလားတိုက်ရင်တိုက် တိုက်ရင်ဖမ်းမယ်ဆိုပြီးချဖို့လုပ်နေတော့မိကန်ကရန်ရန်နေကူနာကငါတို့မော်အစွမ်းကိုဟာတမော်အစွမ်းလို့ပြောတယ်နော်အခုကြည့်လိုက်ငါတို့မော်အစွမ်းနဲ့ဘလူးတွေကိုတိုက်ခိုက်ပြမယ်နောက်တစ်ခါငါတို့ကိုမစော်ကားနဲ့ဆိုပြီးမော်အစွမ်းတွေကိုတုံးပြီးတော့ဖောက်ခွဲလိုက်ပါတော့တယ်တရွာလုံးနဲ့အစွမ်းထလာတဲ့မော်အစွမ်းတွေကြောင့်ထိတ်လန့်သွားပါတော့တယ်နောက်တနေ့မှာတော့ကဇူးမားတို့အပြင်ထွက်တော့မကောင်းဆူအော်တွေရောက်လာပြီးအင်အားပြတိုက်ခိုက်နေချင်းစွမ်းအားရှင်၄ယောက်ရောက်လာပြီးမင်းတို့မကောင်းဆူအော်တွေ ငါတို့ရဲ့မဟုတ်ရမိတော့အောင်မှာပါပါဝစ်လိုက်စမ်းနောက်တစ်ယောက်ကလည်းငါရေခဲပြင်အောင်မှာအေးပြော်လိုက်စမ်းဆိုပြီးတိုက်ခိုက်ပါတော့တယ်အားလုံးကခနာလေးဝိုင်းတိုက်ခိုက်တာနဲ့တင်ရန်သူတွေအားလုံးတေကြီးပျက်စီးသွားပါတော့တယ်အိုးရမ်းရမ်းပါလားငါတို့မိတော့ကြီးမြင်လို့ထွက်လာကြတာထင်တော့ထင်သာတခုခုဖြစ်နေတယ်ဆိုတာမင်းတို့တွေမတရားခံလိုက်ရမှာဆိုလို့ငါတို့လိုက်လာကြတာတော်သေးတယ်ရောက်လာတာစောသွားလို့နှုတ်မှုဆိုမတွေ့ရစေရပါပဲမိစားတွေတိုက်ခိုက်မှုအောင်မှာမင်းတို့ပြပြဝတ်သွားမှာ ကံကောင်းလို့ပေါ့ဆိုပြီးပြောနေခဲ့ပါတယ်။နောက်တနေ့မှာတော့မတင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့ရွာသားတွေအားလုံးရွာအပြင်ဘက်ကိုစူးစီးကြပါ။မိစ္ဆာဘရင်ရောက်လာပြီးအားလုံးထွက်လာပြီးအယိုသိပေးကြပါဆိုပြီးအော်တန်တွေထွက်လာပါတော့တယ်။မိစ္ဆာအင်အားကတထောင်လောက်ရှိတယ်။အားလုံးပဲခုချက်ချင်းထွက်လာကြပါတော့ဆိုပြီးပြောတော့ကဇူးမားတို့လည်းလန်သွားကြပါတယ်။ဘာရဲ့အင်အားကတထောင်လောက်ရှိတယ်။ငါတို့အဲ့ဒီအင်အားကြီးကိုဖြိုနိုင်ပါမလားဆိုပြီးအံဩနေခဲ့ကြတယ်။ဒီလိုနဲ့ရန်ရန်တို့တာအဖဥဆောင်ပြီး မိစားတွေကိုတိုက်ဖို့ထွက်သွားကြပါတော့တယ်။အပေါ်စည်းကနေနေပြီးရန်သူတွေအင်အားကိုကြည့်ကာစွမ်းအားတွေထုတ်သုံးတိုက်ခိုက်ပါတော့တယ်။အလင်းနဲ့မော်စွမ်းတွေကိုတုံးပြီးရန်သူအင်အားတထောင်ကိုတိုက်ခိုက်လိုက်တာကြောင့်ကလေးနဲ့ရန်သူတွေတက်ဆုပ်သွားပါတော့တယ်။အဲ့ဒါနဲ့မိစားတွေကလည်းပြောသွားပဲဒီမွန်တွေနေတဲ့ရွာကိုမတိုက်ခိုက်ပါနဲ့လို့အခုတော့အားလုံးသေချေဒုက္ခတွေရောက်ကုန်ကြပြီ။ငါတို့အတွက်လုံးဝအဆင်မပြေဘူးဆိုပြီးမိစားတွေကပြောနေခဲ့တယ်။ကဇူးမတို့လည်းရန်ရန်အဖေထုတ်သုံးတဲ့အလင်းတန်းတွေကိုသဘောကျသွားခဲ့တယ်။ မိုက်တယ်ကွာအဲ့လောက်မော်စွန်းအားတွေကြီးနေတာအားကြောင့်လဲရန်သူတွေကိုအန်တူပြီးတိုက်ခိုက်နေနိုင်တာဗောနောက်တစ်ခါသတိထားဒီမွန်ရွာလေးကိုဘယ်တော့မှမတိုက်ခိုက်နဲ့ငါတို့အားလုံးခံရလိမ့်မယ်ဆိုပြီးပြောခဲ့တယ်ရန်ရန်အဖေလဲမင်းတို့တွေ့ပြီမလားဒီအလင်းနှန်းတွေကိုထုတ်သုံးပြီးခရီးသွားတွေကိုဆွဲဆောင်ဖို့လုပ်နေတာလေမင်းတို့သဘောကျတယ်မလားလို့ပြောတော့ကဇူမာတို့လည်းကောင်းညိပ်ပြခဲ့ပါတယ်ကဇူမာတယောက်လည်းမိခံလေးကိုခြီးပြီးပြန်လာခဲ့ပါတော့တယ်လမ်းတစ်လျှောက်လုံးလေးရန်ရန်လေးကိုတိတ်သဘောကျကြောင် အရင်ကကူညီပေးခဲ့တာတွေအတွက်ကျေးဇူးတင်ကြောင်းပြောနေခဲ့ပါဗျ။ဒါရင်ပွဲကမပြီးသေးပါဘူး။တနည်းရွာတွေကိုကဇူးမတို့ကိုမကျင်တတ်လို့မိစာခေါင်းဆောင်ရောက်လာပြီးတိုက်ဖို့လိုကြပါတော့တယ်။ကဇူးမတို့လည်းခံတက်ကိုကြော်ပြီးမိစာတွေဝင်လာမှဆိုးတာကြောင့်အမြန်ထွက်သွားခဲ့ပါတယ်။ဟိုရောက်တော့မိစာခေါင်းဆောင်ကဘာလဲအဖွဲဝင်ခေါင်းဆောင်တွေလည်းတခါမှမတွေ့ဘူးဘူး။ဒီမွန်ရွာလေးရဲ့သူရဲ့ကောင်းအစ်တစ်တွေလားလို့မေးတော့ကဇူးမကလည်းဟုတ်တယ်ငါတို့ကရန်ရန်တငယ်ချင်းတွေမကြသေးခင်ကမှ မင်းတို့မိစ္ဆာခိုင်းသားတွေကိုနှိမ်နှင်းလိုက်တဲ့သူတွေလို့ပြောလိုက်ရင်ကြောချမ်းသွားမယ်နော်တကယ့်နမည်ကြီးခိုင်းသားတွေကိုနှိမ်နှင်းခဲ့တာဒီနေ့တော့ဒီလောက်နဲ့ပဲရက်လိုက်တာကောင်းမယ်မဟုတ်ရင်ငါတို့ဒီနေ့ထပ်ပြီးတော့ချိန်မုန်းလိုက်ရင်ဒီရွာလေးကိုကဇူးမားတို့ကကယ်တင်ပေးလိုက်တယ်ဆိုပြီးနမည်ကြီးသွားအောင်မယ်တော်လိုက်တော့လို့ပြောတော့မိစ္ဆာကောင်းဆောင်ကြီးလဲဒါဆိုနောက်မှတွေ့ကြမယ်အကြမှာတခါတည်းအနိုင်ရှုံးဆုံးပြတ်ကြမယ်ခုတော့တက်ဆုပ်လိုက်အောင်မယ်ပြောပြီးပြန်ထွက်သွားကြပါတော့တယ်နောက်တနေ့လဲမိစ္ဆာကောင်းဆောင်ကထက်ရောက်လာခဲ့တယ်ကောင်းလေး နင်းကမလောက်လေးမလောက်စားနဲ့ငါ့ကိုလာလိမ့်နေနင်းသေးမယ်ဆိုပြီးကဇူမကိုရင်ဘတ်ထဲထည့်လိုက်ပါတော့တယ်ကဇူမလည်းအားလုံးကိုလာခဲ့ဖို့တောင်းပန်နေပြီမဲ့တယောက်မှကြောက်ပြီးလာမကယ်ရဲကြပါဘူးနောက်တနေ့ကဇူမတို့လည်းပြင်စီပြီးထက်တိုက်ခိုက်ကြပါတော့တယ်တိုက်ခိုက်ဖို့ပြင်ဆင်ထားတဲ့မှန်မြောင်းကိုပြလိုက်တော့အားလုံးလည်းသဘောကျသွားခဲ့တယ်မိစာကြီးကိုလက်နက်အင်အားတွေအားလုံးသုံးပြီးတိုက်ခိုက်လိုက်တော့မထင်မထားလောက်အောင်လက်နက်အင်အားကကြီးနေတာကြောင့်မိစာတွေကြာရှုံးသွားပါတော့တယ်နောက်တော့ကဇူမနဲ့မိဂန်တို့လည်းရန်သူအပေါင်းကိုနှိမ်နှင်းပြီးတော့ ကောင်းငင်ပြပြအောက်မှာအေးချမ်းစွာစိတ်ပန်းဖြေခဲ့ကြပါတော့တယ်